NDYPDS ရှိနေသည့်မတရားပင် တိုက်ပွဲပြင်းထန်နေပါသည်။နိုင်ငံအလဲပိုင်းစည်းဝါးရေးချက်ချကြသည့်မန္တလေးမြို့နှင့်မိုင်း20အကွာမတရားမြို့နယ်အတွင်း2023ခုနှစ်ဇွန်20နာမစကားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါသည်။အင်းကိုဆက်မသွားခင်ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါသည်။ကျွန်တော်တို့အနေနဲ့ပတ်မလိုက်တဲ့သတင်းတွေကိုတိုက်ပွဲနေရာတွေနဲ့တကွနေတိုင်းဖော်ပြပေးနေတာကြောင့်ကြီးနေတဲ့ညီအကိုသားလမ်းမလိုက်တဲ့သတင်းတွေကိုစိုင်းနေတတ်တဲ့လူဆိုရင် နောင်တမရစေရဘူးကဲတိုက်ပွဲသင်းကိုဆက်သွားရအောင်မတရားမျိုးနယ်မှာစကန်30နှစ်ခုနဲ့ကိုတိန်ကြီးမျိုးနယ်ရှိအေဘာဘီလက်မြေဆက်ယုံကင်းစကန်မန်လေးတိုင်းဝကြီးချုပ်ဟောင်းဦးမောင်ကိုဝိုင်ဆန်တီရွှေရင်းတို့အပါဝင်စကန်3ခု NDYPDF ကရရှိထားပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတာပါတိုက်ပွဲများအတွင်းအရက်သားတေဆုံးမှုများများပြားခဲ့ပြီးလူနေအိမ်ထောင်နဲ့ချီကမိရှုဖြစ်စည်းခံခဲ့ရပါတယ်လူဦးရေတောင်းနေပါလေအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ဒေတာချေဆိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏စည်ရင်းများအရသည့်ရသည့်တိုက်ပွဲများပြင်းထန်နေသည့်မတရားမျိုးနယ်တွင်2024ခုနှစ်ဒီဇင်ဘာလအတွင်းကလည်းလက်နက်ကြီးရန်ကြောင့်ကလင်းငယ်များပါဝင်ဒေတာခန့်တဆက်ဦးတည်ဆုံးခဲ့သည့်အောက်တိုဘာလကုန်မှနိုဝင်ဘာလအထိတလကျော်အတွင်းမှလည်းလူဦးရေ30ကျော်တည်ဆုံးခဲ့ပါသေးတယ်။မန္တလေးတိုင်းမတရားမျိုးနယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီးစစ်တပ်ကဒေချောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟုဒေတာခန့်များနှင့်တော်လန်ရေးတပ်ဖွဲ့ဝင်တို့ထံကသိရှိရပါသည်။ မန်လေးမြို့နှင့်နီးကပ်နေသည့်မတရားမြို့နယ်အရှိတောင်ဘက်ခြေရွာများတွင်ဇွန်လပထမပတ်မှစတင်ကတိုက်ပွဲများစတင်ဖြစ်နေခြင်းဖြစ်ပါသည်။ဇွန်လ9ရက်နေ့ညနေပိုင်းကလည်းမန်လေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် NDY PDF တင်ပိုက်ထားသည့်ပူတင်ကြီးမြို့နယ်အဖာဘီလက်မြေစက်ရုံအနီးတစ်ဝိုက်နှင့်အောင်တပြေခြေရွာကိုဘုံးနယ်လုံးကျဲချပြီးမန်လေးမြို့ထီတော်မိုးဒေသတွင်တဆွဲထားသည့်စစ်တပ်နှင့်ပူတင်ကြီးမြို့နယ်မြေကန်တာခြေရွာအထိုင်းစခန်းများမှလည်း လက်နက်ကြီးတစ်ဆယ်လုံးထပ်မနေပြစ်ခတ်ကြောင်းဒေတာခန့်များကပြောပါတယ်။ဇွန်လ9ရက်နေ့ကလည်းစစ်ကောင်စီတပ်ကထမ်းပင်ကုန်းကျေးရွာကို နေကြောင်းတိုက်ခိုက်မှု၂ရက်ဆက်တိုက်အပြင်းထန်ပြုလုပ်ကြောင်းရင်းအပြင်နေပြင်တွင်စစ်ကြောင်းထိုးနေသည့်စစ်တပ်ကလည်းနေအိမ်များကိုမိရှို့နေကြောင်းဒေတာခန့်တို့ကပြောပါတယ်။ဇွန်9ရက်နေ့တွင်လည်းမလင်းမျိုးနှင့်16မိုင်ကွာမတရားမျိုးနှင့်6မိုင်ခွဲကွာရှိထမ်းပင်ကုန်းကျေးရွာတွင်တိုက်ပွဲပြင်းထန်နေသည်ဟုဒေတာခန့်တရင်းမြင့်များကပြောပါတယ်။ ဒေါ်လန်ရေးတက်များမန်လေးဘက်သို့ချိခဲ့ရာတွင်ခက်တန်းသုံးပြုခွဲရှိသည့်ရွာများတွင်တိုက်ပွဲဖြစ်နေသည်ဟုမတရားမျိုးခန့်အသက်20ကျော်အရွယ်အမျိုးသားတဦးကပြောပါသည်မတရားမျိုးပေါ်နှင့်ဤတဲ့နေရာတွင်မန်လေးဘက်ကိုကက်မဲ့ရွာတွေဘက်တွင်မှဖြစ်နေတာအခြေအနေကမငြိမ်သေးဘူးခင်ဗျာဟုသူကပြောပါသည်တိုက်ပွဲအတွင်းစစ်သားနှင့်ဦးတည်ဆုံးပြီးတဆယ်ဦးတန်ရာရကအရက်သားများလည်းထိခိုက်မှုရှိသည်ဟုအထက်ပါမတရားဒေတာခန့်တရင်မိကပြောသည့်အရက်သားတည်ဆုံးထိခိုက်တွေလည်းရှိတဲ့အခြေအနေတွေက မဟေးစေးသေးတော့တိကျစုံစမ်းလို့မရသေးဘူးဖြစ်နေတယ်ဟုသူကပြောပါတယ်။အင်းကိုဆက်မသွားခင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုစခရိုက်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ဗမ်းမလိုက်တဲ့သတင်းတွေကိုတိုက်ပွဲနေရာတွေနဲ့တကွနေတိုင်းဖော်ပြပေးနေတာကြောင့်ကြီးနေတဲ့ညီကိုသာဗမ်းမလိုက်တဲ့သတင်းတွေကိုစိုင်းနေတတ်တဲ့လူဆိုရင် နောင်တမရစေရဘူးကဲတိုက်ပွဲသတင်းကိုဆက်သွားရအောင်။မတရားမျိုးနဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ND1 PDF ကသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မန်လေးမြို့နှင့်ကလျက်တီရှိသောမတရားတွင်ရဲရွာများကိုဂုံးချဲသည့်နေအိမ်မီရှို့သည်ဟုသောပြောဆိုချက်များနှင့်ပတ်သက်ပြီးတို့ပြန်ပြောဆိုချက်ရယူနိုင်ရန်လည်းစစ်တပ်ကိုဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူးပြည်သူ့လူမျိုးရေးတပ်မတော် PAA ထွေထွေတွင်ရင်မှုရဲဘော်နေနီကျော်ကလည်းမတရားရှိခြင်းတွင်တိုက်ပွဲပြင်းထန်နေကြောင်းပြီးခဲ့သည့်ရက်ပိုင်းကတီးပြုတ်ထားပါတယ်မတရားတွင် PAA ရဲဘော်များလည်းပူးပေါင်းတိုက်ပွဲဝင်နေသည်ဟုသိရပါတယ်မတရားမြို့နယ်တွင်စစ်ရေးလှုပ်ရှားသည့်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်တို့ကလည်းမတရားရှိပိုင်းပဲ တိုက်ပွဲပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုများလည်းပိုတိုးလာနေသည်ဟုတည်ထားရပါတယ်။မတ္တရာတွင်မြို့နောက်ပိုင်းကိုစစ်တပ်ကထိန်းချုပ်ထားဆဲဖြစ်ပြီးတော်လန်ရေးဖွဲ့များကမြို့ဤဒေသအများပြားကိုစုမိုးထားသည်ဟုသူကပြောပါတယ်။မတ္တရာမြို့ပတ်ချာလဲလောက်ပဲစစ်ကောင်စီကစုမိုးထားတာမတ္တရာမြို့ရဲ့တဝက်ကျော်လောက်ကိုတော်တော်များများကျွန်တော်တို့စုမိုးထားနိုင်တယ်။ကျွန်တော်တို့ထိန်းချုပ်နေရာတွေမှာအုပ်ချုပ်ရေးကိစ္စတွေလည်းအကုန်လည်ပတ်ပါတယ်ဟုသူကပြောပါတယ်။ဒေတာတွင်စစ်ပေးဆောင်များကိုကူညီပေးနေသည့် မြို့သားတို့ကလည်းမတရားမျိုးနဲ့တွင်စစ်ပေးရှောင်များစားတောင်းနေထိုင်ရခက်တွေ့နေသည်ဟုဆိုသည်။မိုးရင်းဆိုတော့သူတို့တွေအတွက်အမိုးကာတွေအနှွေးထယ်တွေလိုအပ်တယ်၊လေတို့ပါတို့လည်းအရေးပေါ်လိုအပ်တယ်ဟုသူကပြောပါတယ်။စစ်ရှောင်တွေကတောင်းသူလုပ်ငန်းပေါ်နေစားလိုက်ပြီးစားတောက်ကြတဲ့ရောင်းဝယ်ဖောက်ကားမှုတွေကတော့ဘလို့မှအဆင်မပြေဘူး။မန်လေးပချံကနေပိတ်ဆို့ထားတော့ဟုပြောပါတယ်။